ချာချီမင်းသိခါရဲ့ပြောပါရဲမောင်ပြီသိဣဇာအုတ်ကိုဖန်ရှုခွင့်ပြုပါရဲ့ချာချီနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်အပိုင်း6မောင်ပြီသိသည်နိဗ္ဗာန်ရွာနီးကာလန်နဘေးရှိတဲပြက်တဲစုပ်ကလေးတွင်ရှိမောင်ပုဆိုသောခွေးလေးမကလေးနှင့်ခွေးကိုလွန်ချစ်တတ်သောဖိုးချိုဆိုသည့်စေတနာရှင်သူငယ်ကလေးကိုနှုတ်ဆက်ပြီးလင်းဒရာဘက်စီတို့ခီးဆက်ခဲ့လေသည် ီလော့ပီနန်ဥများတင်ထားသည့်မော်တော်ကားတစ်စီးဖြင့်ကားတုံလိုက်ခဲ့ခြင်းဖြစ်လေခေါင်းထဲတွင်မူးနောက်၍နေလေသည်ကား၏မူးပေါ်မှဆင်းနေလိုက်ပါခဲ့ရခြင်းကြောင့်မောင်ပြည်သိန်းတစ်ကိုယ်လုံးသည်ချစ်ချစ်တောက်ပူပြင်းလျက်ရှိသည်မျက်စီများမှလည်းချင်းဆက်လျက်ရှိလေသည်မောင်ပြည်သိန်းကလောကကြီးကိုစိတ်ကုန်လျက်ရှိ၎င်း၏ဥခေါင်းကိုရိုက်ခါကားပေါ်မှာကန်ချခဲ့သောဆန်ထူးဆိုသည့်ဆက်ကသမားအားဒီကောက်နဲ့ငါ့ကိုဘာလို့များအတင်မရခဲ့ပါလဲအတေရလိုက်ရင်ခေါင်းသားဟုပင် တွေးမိလေတော့သည် မောင်မြီတန်း၏စိတ်သည်စုံနေရနေလေသည်လောကကြီးကိုစိတ်ကုန်နေ၏ဖိုးချိုဆိုသောသူငယ်ကလေးနှင့်တွေ့စဉ်ကပြုံးခဲ့ရခဲ့သောအဖြစ်များပြုံးနာရနိုင်ခဲ့သောအဖြစ်များသည်မောင်မြီတန်း၏အစ္ဆရာတန်တန်၌လုံးဝကွဲပြောက်ခန့်ချောက်ခဲ့လေပြီဂျီနုဘွေရာကောင်းသောအဖြစ်များသည် ကုံဆုံးခဲ့ရပြီဖြစ်၏စပွက်ကြီးမွေသည်တားကောင်ကိုတဖြည်းဖြည်းမြို့၍ယူတတ်ခဲ့သူမောင်မြီတန်း၏စိတ်များသည်လည်းညီငွေဖွေရများကိုတစိမ့်စိမ့်တွေ့၍မျိုးချနေပြီဖြစ်လျာ ၎င်း၏တစ်ခုလုံးသည်ညင်းငွေခြင်းစိတ်မချမ်းမြေ့ခြင်းတည်ခြင်းခြင်းလောကကြီးကိုစိတ်ကုန်ခြင်းတို့နှင့်ပြည့်နှက်လျက်ရှိလေတော့သည်ထိုချိန်၌ပင်ဒိုင်ကနေအတန်တစ်ခုပေါ်လာပြီးနောက်မော်တော်ကားထိုးရက်သွားလေတော့သည်မော်တော်ကားဖိန်းပေါက်သွားပြီဖြစ်ကြောင်းမောင်ပြည်သိန်းကောင်းစွာရိပ်မိသွားပြီဖြစ်အရေးကိုစရာတစ်ပင်တစ်ပင်မှမရှိသောနေရာတွင်မှမော်တော်ကားဘိန်းကရွေ့ရွေ့ပေါက်နိုင်ရလေသည် ကားသောနေလင်းလေကတိုးသည်ဖြင့်အပူဒဏ်တက်သာသည်သည်ယခုမူကားကမသွားနိုင်တော်သည်ဖြစ်ရာအပူဒဏ်ကပို၍ဆိုးလီတော်သည်ကားဒရိုက်ဘာနှင့်စပယ်ယာတို့သည်ပောက်သောဘီကိုဖြုတ်၍လဲကြလေသည်မောင်မီသိန်းသည်ကားနမီအရေးကြရာ၌အရေးခုံမြည်ဟုကြီးလိုက်ရာမုန်းတဲ့ချိန်ဖြစ်သည်ဖြင့်အရေးဟု၍တလဲမမျှပင်မတွေ့ရပေ၎င်းသည်စိတ်ပြက်လက်ပြက်ဖြင့်ချစ်ချစ်တာပူသောနေပူဒဏ်ကိုချိန်မိတ်ခံစားရင်းဆာလောင်မုတ် ိတ်သောဝေဒနာကဒုက္ခပေးလာပြန်လေသည်ရင်ငက်လာပြန်၏ထို့ကြောင့်တရေကိုမြိုချရင်ငရဲငရဲငရဲကြီးကြနေပါလားဘယ်လိုမကားမှုမျိုးများပြုလုပ်ခဲ့လို့အခုလိုမျိုးငရဲကြီးနေတာပါလဲဟုတကူတဲ့ရေရွံ့မိလေကားသမားများလည်းမော်တော်ကားဘိန်းလဲပြီးပြီဖြစ်၍ကားကိုစတင်၍မောင်းနေတော်သည်မော်တော်ကားသည်လမ်းခွေတစ်ခု၌မှောင်မြည်ခဲ့သူဖြစ်သွား၏မာမီသိန်းသည် ကားပေါ်မှာပြုတ်ကြမြည်ကဲ့သို့ဖြစ်၍သွားသဖြင့်အမိုးစွန်းကိုဖမ်းကင်ထားလိုက်ရလေသည်ထိုခါ၌"ဩငါနဲ့တည်ခြင်းနေရတော့အောက်ကိုကြမယ်ဖြစ်တော်လဲကြမှာစို့လို့ဂိုင်းချားမိသေးတကူ"တည်ခြင်းပက်ကြီးဖြစ်နေတဲ့ငါလူကောင်းကတကယ်သိရမယ်ဆိုတော့မသိဝင့်ပါလား။ဟန်ကြပန်ကြဖြစ်ပြီးကို့ဘဝကိုခင်တွဲနေတဲ့သူတွေဆိုရင်တိမာကိုဘယ်လောက်များ ကြောက်ကြလိမ့်မတော်ဟုတွေးမိလေသည်ဤသို့နှင့်ပင်မမီသိစီးနေလိုက်ပါလာသောမော်တော်ကားသည်ဟင်းသရမြို့ကိုရောက်ရှိရုံများမကမြို့ကိုကျော်၍တာရဝဘက်စိတ်ကန်းသို့ကူးရသောကရုစိတ်ကိုပင်ရောက်ရှိလာလေတော်သည်မမီသိသည်ကားပေါ်မှဆင်း၍ကရုစိတ်သို့လှမ်းမြော်ကြည့်လိုက်တဖက်သို့ကူးရန်လှေတံမှန်ဟု၍တစည်းတလေမှပဲမတွေ့ပေထို့ကြောင့်ကရုစိတ်ဤသစ်ပင်ရိတ်တန်းအောက်တွင်ဟိုလျှောက်တီလျှောက်လျှောက်ရင်းနေလေသည် ထို့သောဆောင်ရင်ကပြောပင်များပြုတ်၍ပေါက်နေသောစိမ့်ဆိုသည့်အကွက်ကလေးတစ်ကွက်ကိုပေါ်ကြီးမှလှမ်း၍မြင်ရလေသည်။မောင်ပြီးသိန်းသည်ထိုစိမ့်ဆိုသောအကွက်ကလေးကိုမြင်လင်အေးချမ်းသည့်ကဲ့သို့ရှိလေ၏။ထို့ကြောင့်ထိုအကွက်ကလေးစီသို့တန်တမတ်မတ်လျှောက်သွားလေတော့သည်။အကွက်ကလေးမှာငပြောချံတချံဖြစ်လေ၏။ငပြောချံတချံဟုဆိုရသော်လည်းချံပက်ပက်လဲနိုင်မှုဗရောက်ပင်များတရက်ပင်များမကြီးပင်များဝိုင်းရန်အုံဆိုင်၍နေလေသည်။ထိုပင်တို့၏အလယ်၌ငပြောချံရှိလေ၏။အလယ်၌ ရေကန်ကလေးတကန်ရှိလေသည်ရေကန်ကလေးမှာလည်းနေပြောင်းမျှပင်မထိုးပေရေကန်ကလေး၏အနီး၌တဲ့ဟင်ကလေးတစ်လုံးရှိလေ၏တဲ့ဟင်မှာမူတကားများမရှိပေမာပီသိန်းသည်ရေကန်ကလေးစီသို့တန်တမတ်မတ်သွားပြီးလင်ရေကန်ကလေးအနီးရှိတဲ့ပင်အောင်၌တည်ထားသောတောက်ရီအိုတစ်လုံးမှာရေတစ်ခွက်ကိုခတ်ယူတောက်လိုက်လေသည်ပြီးလင်ရေကန်ကလေးစီသို့ခက်ပြေပြေထိုးထားသောအေးချမ်းသည့်တက်သားတရားပေါ်တွင်ထိုင်ချကရေကန်အတွင်းမှရေကိုလက်ခုပ်ဖြင့်ယူပြီးမျက်နှာတင်လိုက်လေသည်ခြေလက်ဆသည်တို့ကိုဆေးကြောလိုက် ပြီးရင်ထိုသစ်သားစင်ကြီးလျှော်တရားပေါ်၌တုံလုံးလှဲချလိုက်လေသည်လေပါတဖြူဖြူတိုက်နေထိုတဖြူဖြူတိုက်ခတ်လျက်ရှိသောလေတို့သည် မကြီးပင်တည့်ရက်ပင်တင်းမောပင်မလကပင်တို့ကိုအထက်ထက်ဖြတ်ကျော်လာရသည်ဖြစ်ရာလေ၌ပါလာသောအူရှိန်တို့သည်စကားနှင်းစစ်ထုတ်၍ဖယ်လိုက်ပြီးတကယ်သို့မာပီသိန်းရှိရာသို့ပါမလာတော့ပဲလင်းနုအေကလေးတက်တက်သားလင်းရောက်ရှိလာတော်သည်ထို့ပြင်ရေကန်ကိုဖြတ်၍လာသောကြောင့်လဲထိုလင်းနုအေကလေးကအနှဲငယ်အေးတတ်ပိုလျက်ရှိလေသည် ။မောင်ပြည်သိန်းသည်ရေငတ်ပြေသွားပြီဖြစ်သည်ကလည်းတကြောင်အေးမြတန့်ရှင်းသောလင်းနုအေးကလေးကပတ်ပြန်းလိုက်သည်ကတကြောင်ကြောင့်တုံးလုံးလှဲ၍များမကြာမီ၌ပင်အိပ်ပျော်ခြင်းသို့ရောက်ရှိလေတော့သည်။မောင်ပြည်သိန်းသည်နှစ်ချိုက်စွာအိပ်ဆက်၍အိမ်မောကြနေလေ၏။လူပန်းတိရက်သည့်အချိန်မှစ၍ဤများလောက်နှစ်နှစ်ချိုက်ချိုက်မအိပ်ဆက်ခဲ့ရဘူးပင်သူသည်နှစ်ချိုက်စွာအိမ်နေ၏ထို့ကြောင့် စောစောပိုင်းကစုံမျိုးထားသောညင်းငွေခြင်းလောကကြီးကိုစိတ်ကုန်ခြင်းတေပြက်လိုက်ခြင်းခြင်းစိတ်မချမ်းမြေ့ခြင်းစသည့်အရာများသည်၎င်း၏ကိုယ်ခန္ဓာမှာတစိမ့်စိမ့်သို့မဟုတ်ရုပ်ချီးထွက်ပြေးပြောက်လွင့်ကုန်ပြီဖြစ်လေသည်ထိုချိန်၌မှပြီးသိမ့်တွင်ညင်းငွေခြင်းလည်းမရှိမညင်းငွေခြင်းလည်းမရှိတေခြင်းခြင်းလည်းမရှိမတေခြင်းခြင်းလည်းမရှိစိတ်မချမ်းမြေ့ခြင်းလည်းမရှိစိတ်ချမ်းမြေ့ခြင်းလည်းမရှိ အိမ်မောကြနေပြီဖြစ်၍ထိုအရာများနှင့်လွတ်ကင်း၍နေလေသည် မောင်ပြည်သိန်းသည်နှစ်နာရီခန့်နှစ်ချိုက်စွာအိတ်ဆက်ပြီးနောက်အိယာမနိုးလေအိယာမနိုးထသောအခါတွင် ရေကမ်းမရေကိုလက်ခုပ်ဖြင့်ယူ၍မျက်နှာတိတ်ခါလုံကြီးအထက်ဆဖြင့်တုပ်လေသည်၎င်းနောက်အိတ်ဆက်ခဲ့သောခေါင်းရင်းဘက်သို့လှည့်၍ကြည့်လိုက်ရာမြေပကံများတစ်ချက်ကိုအပေါ်မှရေးဆွတ်ထားသောပိတ်စိမ်းမတစ်ထည်ဖြင့်အုပ်ထားသည်ကိုတွေ့ရလေသည်မောင်ပြည်သိန်းသည်ပကံများပေါ်တွင်အုပ်ထားသောပိတ်စိမ်းမကိုလှန်လိုက်ရာအတွင်း၌ရွှေရဝင်းလျက်ရှိသော စားကျင်စပွဲတင်မောသည့်စိမ်းများကိုတွေ့ရလေသည် တင်မောသည်စိတ်တို့ပေါ်နိုင်လဲတန်မြာသည်တချမ်းတင်ထားသည်ကိုတတိပြုမိလေ။အွန်းငါနာလာပြီးခြားထားတာဆိုတော့ငါစားဖို့ပဲဖြစ်မှာပေါ့လေ။လူလည်းမတွေ့ရဘဲနဲ့စားတော့တွေလာပြီးထားပေးတာဆိုတော့ဥစ္စာဆောင်တွေဘာရီများလားမသိဘူး။ဘာပဲဖြစ်ဖြစ်စားရမှာပဲလေ။မောင်ပြီးသိသည်အထက်ပါတိုင်းတွေ့ရင်တင်မောသည်တစိတ်ကိုယူစားလိုက်လေသည်။စားလိုက်သည့်တခဏလိုက်ပင်ရင်ထဲတွင်အေး၍ချိုသွားလေ။တဲလဲကောင်းတဲ့တင်မောသည်ပါလား။အွန်းသူ့ဥစ္စာက တမ်းမြာသည့်တချမ်းလဲထားပြီးတယ်ဆိုတော့တမ်းမြာညှစ်ပြီးမှစရင်ပူကောင်းမှန်းနေတူတယ်ဟုတကိုယ်တည်းပြောဆိုကတမ်းမြာသည့်တချမ်းကိုတင်းမောစိတ်များပေါ်၌ညှစ်ချလိုက်လေထို့နောက်တင်းမောသည့်တစိတ်ကိုစားပြန်လေသည်ဟာထေကောင်းသွားပါလားဟုစိတ်တွဲ၌ပြောလိုက်လေနောက်တစိတ်ကိုယူစားပြန်လေသည်ပြီးလင်နောက်တစိတ်နောက်တစိတ်နှင့်တင်းမောသည့်စိတ်အာလုံးကုန်သွားလေသည်ထိုခါ၌ဤဦးစင်မရေတစ်ခွက်ကိုယူ၍တောက်ပြန်၏ဆာလာမုတ်တိတ်ချင်းသည်လည်းကင်းပြောက်သွားပြီဖြစ်လေသည် မောင်မီသိန်းသည်တရားပေါ်၌ထိုင်နေရင်းရေကန်တွင်း၌ကူးခန့်နေသောငန်းဖုံမှဇုံတွက်ကိုကြည်ကာကြည်နူး၍နေလေ၏ရေကန်တွင်ပေကုန်းပြောင်ပြောင်ကလေး၌လည်းအဖြူရောင်အညိုရောင်အပြာရောင်ခုံမိကော်လေးများသည်တောက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 ်နှင့်ရှောက်၍သွားလိုက်တစ်ပင်ပေါ်သို့ပြန်တက်လိုက်လုံနေကြလေသည်ထိုချိန်၌မှပင်လူတယောက်ကတောင်းကြီးတစ်လုံးကိုထမ်း၍မောင်မီသိန်းရှိရာသို့ရှောက်လာပြီလေ။အော်မိတ်ဆွေအိယာကနိုးခဲ့ပြီလား။မိတ်ဆွေစားဖို့တင်မောသည်တစ်လုံးနဲ့တံမြာသည်တစ်ချံထားခဲ့တယ်။ မိတ်ဆွေစောက်မှာစောက်ပါမလားလို့စိတ်ပူမိသေးတယ်။ကျုံမှာမြေပြူခဲ့တော့ရှိပါတယ်။မိတ်ဆွေစောက်နိုင်ပါတယ်ဆိုတဲ့အစာကိုတရားပေါ်ရေးသွားရင်တော့ရတာပေါ်ဟုပြောလိုက်လေသည်။အဲ့ဒါလိုရေးသွားရင်တော့ကောင်းတာပေါ့ဗျာ။ကျုံမှာစားရတော့မလို့လို့မစားရတော့မလို့လို့နဲ့ချီတုံချတုံဖြစ်မိသေးတယ်ဟုဗန်ပြသိန်းကပြောလိုက်။ဟုတ်ပါတယ်။စာရေးသွားရင်တော့တိတ်ကောင်းတာပေါ့ဒါပေမဲ့ကျုပ်ကစာမမတက်ပဲဟုထိုသူကပြောပြီးလင်မောင်ပြီးတဲ့ယန်ဒီနိုင်တောင်းကြီးကိုခြာ၍ထမ်းလိုက်လေသည် ။မောင်ပြီးသိန်းလည်းထိုသူကိုတင်ချစွာကြည်လိုက်။ထိုသူ၏အသားရောင်သည်ရေနံချင်းအရောက်ကဲ့သို့နှက်မှောင်လာပြီ။ထိုသူ၏မျက်လုံးများသည်မွဲချောက်ချောက်ရှိလာသည်။ထိုသူ၏ကိုယ်ကာယသည်တုတ်တုတ်ခန့်ခန့်ကြီးမရှိလာပေ။ထိုသူ၏ခြေထောက်များမှာခရောင်းတော်ဤပတ်ကြားအံ့များကဲ့သို့ပတ်ကြားထနေလေသည်။ထိုသူကပြုံးလိုက်လေ၏။သွားမြတ်မှာမူဖြူဖွင်းညီညွတ်လာပေသည်။ထိုသူပြုံးလိုက်ပုံမှာရင်ကိုလှက်၍ပြလိုက်တဲ့ကဲ့သို့ပဂရီပွင့်လင်းယူသားလာပေသည်။ထိုသူကမိတ်ဆွေကိုကြည့်ရတာခေါင်းကလည်းတန်ရာကြီးနဲ့ဆိုတော့ ဘေးအန္တရာယ်တစ်ခုခုကိုရင်ဆိုင်လာရတဲ့ဒုက္ခသည်နဲ့တွေ့ပါတယ်။ကျုပ်တူးထားတဲ့ရေကန်ကလေးနှပေးမှာမိတ်ဆွေနိနေချာချာအိတ်နေတာတွေ့ရတော့ရေကန်တူးတော့ငါကျုပ်ပင်မကဲသမျှတွေအားလုံးပြေပြောက်သွားတာပဲဗျာ။ဒါကြောင့်မိတ်ဆွေကကျုပ်ဖို့တော့ကျေးဇူးကြည့်ပါပဲ။အကျုပ်နာမည်ကိုမှတ်ထားပါကိုမွှေးလို့ခေါ်တယ်။ဒီနောက်မှာဓမ္မတယောက်ရှိသေးတယ်ကိုမွှေးဆိုတဲ့နာမည်နဲ့ပဲဒါကြောင့်ကျုပ်နဲ့သူမမားရလေအောင်ဒီနားကလူတွေကဟိုလူကိုတော့ဓာကိုမွှေးတယ် ကျုပ်ကတော့ငပြောတော့ကိုမွေးလို့ခေါ်ကြတယ်ဟုပြောလေသည်။မောင်မီတဲ့ဤစိတ်၌ဤသူဒီကချွေးတလုံးလုံးတန်တလုံးလုံးနဲ့အလုတ်လုံးသောသူဖြစ်တန်ရာဤထို့ကြောင့်ထိုသူဤကိုနဲ့ချွေးနဲ့များမှာမှုေးပေရာမရှိပေ။တို့ရရင်ထိုသူဤစိတ်မှာမှုေးယုံများမကကြိုင်သိ၍နေပေလိမ့်မည်ဟုတွေးမိလေ။ထို့ကငပြောတော့ကိုမွေးဆိုသည်ကကျုပ်ထင်တဲ့အတိုင်းဒုက္ခရောက်လာတယ်ဆိုရင်တော့ကျုပ်အိမ်မှာတင်းနိုင်ခိုးနိုင်မှာလေဗျာ။ခေါင်းကတန်ရာကြက်မှာခီးဆက်ခြင်းဆက်မယ်ဆိုရင်ပေါ့လေ။ ကျုပ်စီမှာတော့အန်ဒီယံမရှိနိုင်ပါဘူးမိတ်ဆွေဟုပြောလိုက်လေသည်အာကျုပ်နာမည်မောင်မီသိန်းလို့ခေါ်ပါရဲဗျခင်ဗျငါပြောတော်ကလေးရဲ့ရောက်လာကလေးကစိတ်ချမ်းသာလိုက်တာဗျာအခုလိုကိုမွေတဲဖို့ကိုကိုဖိတ်ခေါ်ခွင့်ပြုပြန်လေတော့ကိုမွေကလူစင်စစ်မဟုတ်ရဲ့လားနန်တကြားမြောင်းလာလို့တောင်မှအောက်မိမိပါရဲ့ဗျာဟုမောင်မီသိန်းကပြောလိုက်လေအာကဲဗျာမိတ်ဆွေကြီးစိတ်ချမ်းသာလက်ချမ်းသာနဲ့နားယူဝေတော့အဲကိုကလေးတွေစာကြွေးလာဦးမယ်ဟုဆိုကကိုမွေးကမောင်မီသိန်းအားတဲစီသူခေါ်သွားပြီးလင်း ၎င်းကမူပြားမှုစင်များကိုယူ၍ခိုးလေးတွေကိုအစာကျွေးလေသည်ညနေပိုင်းသို့ရောက်သောအခါကုမေးကထမင်းအိုချက်လေသည်ပြီးလင်းတာရဘောဘက်မှရလာသောငချင်းတကောင်ကိုရေချိုချက်လေ၏ငပိစင်းစားကိုအချင်းဆက်ထက်၍ငပိထောင်းလုပ်လေသည်ပြီးလင်းတဲ့အိမ်နောက်ဖက်၌စိုက်ထားသောအရွက်များကိုတို့စရာပြုလို့၍မောင်ပြီးသိန်းနှင့်အတူထမင်းစားကြလေ၏၎င်းတို့၏ထမင်းဝိုင်းတွင်မဲချိတ်လျက်ရှိသောမြေရည်နွေးချမ်းအိုကြီးတစ်လုံးလည်းပါလေသည်။မောင်ပြီးသိန်းသည်ထမင်းစားရသည်ကိုမိန်ရှက်၍နေလေတော့၏ ကောင်းဝေကဟင်းပြာကျုပ်ဖြင့်မနေ့ကအာသာဖြတ်ယူရတယ်။ဗဇက်က အာသာရှိတဲ့အတိုင်းသာစားရရင်တော့ဇိုးနေမို့သာရှိတော့တယ်ဟုမောင်မီသိန်းကပြောလေ။ကျုပ်စီမှာတော့နေတဲ့ရွေးကတော့ထမင်းချက်စားလို့မိမ့်မပါ။ကျုပ်လေးမိဆွေကိုနေတိုင်းစားလို့မင်းအောင်ချက်ကျွေးပါမယ်။နေခြင်းတလောက်နေစမှာဟုကိုမွေးကပြောလေ။ကျုပ်ဖြင့်အာတောင်နားလာပြီဟုမောင်မီသိန်းကပြောလိုက်ရာကိုမွေးကအာမနာနဲ့အာမနာနဲ့အာနာတယ်ဆိုတာမကားမှုတစ်မျိုးပဲ။မရင်နှီးမှုကိုဖော်ပြတာမဟုတ်လား။ မရင်နေဘူးဆိုတာစိမ့်ကားတယ်လို့ပြောတာမဟုတ်လားစိမ့်ကားတယ်ဆိုတာအမှုစားရက်ဆက်မှုပဲမဟုတ်လားရက်ဆက်တယ်ဆိုတာမကားမှုပဲမဟုတ်လားဒါကြောင့်အာနာတယ်ဆိုတဲ့အတန်ကိုကြားတိုင်းရက်ဆက်တော့မယ်ဆိုတဲ့သဘောကိုပြည့်ပြီးမြင်မိတယ်မိခင်ကသားသမီးကိုဘယ်တော့ကအာနာဘူးလို့လဲဘယ်တော့ကရောရက်ဆက်ဘူးလို့လဲမိတ်ဆွေတွေကတော့တူနဲ့တူအာနာတတ်ကြတယ်ဒါကြောင့်တူတို့တူရက်ဆက်မယ်ဆိုရင်ရက်ဆက်နိုင်ကြတာပေါ့ဗျာဖြောင်းဖြောင်းလုပ်တဲ့လူမှအာနာမှုမရှိဘူးဗျာဟုပြောလိုက်လေဒီထိုကောင်မောင်ပြီးသိန်းကလည်း အာမနာတော့ပါဘူးဗျာဟုပြောလိုက်ထိုနေ့ညနေပိုင်းသို့ရောက်သောအခါတွင်၎င်းတို့နှစ်ဦးသည်ရေကန်တစ်ပေးထိုင်ကရင်းနှီးချမ်းတောင်ရင်စကားပြောနေကြလေသည်မြစ်ဘက်မှတိုက်လာသောလေသည် အေးမြလာပြီးတဝင်းကျင်မှလည်းတိတ်ဆိတ်လွန်လာသည်လာသည်တိန်တိုက်တို့၏ရင်ကိုခွဲ၍လောကကိုအလှဆင်ရန်ထွက်ပြေး၍လာလေသည်လာ၏ရိပ်သည်ရေကန်တွင်၌ထင်ရှားစွာပေါ်၍နေလေသည်ငါပြောတော့ကုံမွေးသည်မန်ပီသိန်းအားဘယ်ကလာခဲ့သလဲဘာလုံးလုံးသလဲ ဘယ်သွားမလို့လဲစတော်မိကုံများကိုတစုံတစမြပြီမမေးခဲ့ပြီသူရရင် မောင်ပြီးသိန်းကသူ့ဤဘဝဆက်ကြောင်းကိုအစမှာဆုံးတိုင်အောင်လှမ်း၍ပြလေသည်တို့တို့ဆက်ကြောင်းလှမ်းသောအခါ၌လည်းသူသည်လေးလေးစားစားနားထောင်လေ၏ကိုမွေးကရင်ကြီးလာပြီအမှန်စင်စစ်ကိုမွေးသည်ခြံသမားတူဖြစ်သည့်အားလျော်စွာခြံဆား၏အားလာသောအချိန်တွင် မြင်းစိမ့်၌ကိုလီသည်၏စားလည်းမတက်ပေသူအာသင်ပြပင်းမြည်သူလည်းမရှိပေတို့ရရင်ကိုမွေးသည်ကရင်ကြီးလေ၏ ယဉ်ကျေးခြင်းသည်ပညာတတ်ခြင်းနှင့်မဆိုင်ချောင်းကိုတတ်သိပြလိုသူတို့သည်ကုံဝေးကိုတတ်သိကံပစ္စည်းဖြင့်အသုံးပြုရပေလိမ့်မည်။နှစ်ယောက်သားစကားပြောပြီးကြလေညနေသောအခါ၌တဲအတွင်းသို့ဝင်၍အိပ်ဆက်ကြလေသည်။နနက်9နာရီထိုးသောအခါတွင်မောင်မီသိန်းကအိမ်ယာမှထ၍ကုံဝေးကိုကြည့်လေ၏။ကုံဝေးကမရှိတော့ပေ။နနက်အရုံတက်ကပင်အိမ်ယာမှထ၍မြင့်စိတ်သို့သွားပြီဖြစ်လေသည်။ရှင်းနိုင်ကြကြလောက်တွင်ကုံမွေးပြန်လာလေ၎င်းနှင့်အတူလပိအချိုင်ကလေးတစ်လုံးလည်းပါလာလေသည် ကိုပြည်သိန်းကလက်ဖက်ရည်ကြိုက်ခြင်းကြိုက်နေမှာဒါကြောင့်လက်ဖက်ရည်ဝဲခဲ့တဲ့ပြို့ဟူပြောကလက်ဖက်ရည်ကြိုက်ကလေးကိုမောင်ပြည်သိန်းအားပေးလေသည်မှန်ပါတယ်ဗျာဆက်ကသမားဆိုတာကဇက်သမားတစ်မျိုးပါပဲညဆိုရင်လှုပ်လှုပ်ပြီးနေ့ဆိုအိတ်ကြရတယ်မဟုတ်လားဗျာဒါကြောင့်ညဘက်မှာလက်ဖက်ရည်ချိုးလေးတောင်းရင်းတောင်းရင်းကနေလက်ဖက်ရည်အချိုးစွန့်နေပြီဟုမောင်ပြည်သိန်းကပြောလေထို့နောက်မောင်ပြည်သိန်းသည်လက်ဖက်ရည်ကိုမြေပကံလုံးကလေးတွင်သို့ငှဲ့ကားတောက်လေသည်လက်ဖက်ရည်တောင်းရင်း ကိုမွေးကစောကြီးထသွားတာကိုဟုပြောလိုက်လေဒါတော့နောက်ကျနေသေးတဲ့ပြို့မြင်းစိန်မှာတရားမဲ့ပစ္စည်းတွေအများကြီးပဲဒါတော့ဘက်ကူမဲ့ခီးတွေကလည်းဒင်းချက်မှာပဲဗျာဟုကိုမွေးကပြောလေသည်ခင်ဗျားနဲ့ဗျာတောင်းမရရှိတာမှမဟုတ်ဖဲပဲငါပြောချင်တာထွက်တဲ့ငွေနဲ့ပဲစားလို့တောင်းလို့ရနေမှာပဲဘာဖြစ်လို့ဒုက္ခခံပြီးမြင်းစိန်မှာကူလီထဲနေရတာတော့ဟုမောင်မီသိန်းကပြောလိုက်လေသူကကိုမွေးကမြင်းစိန်မှာကူလီထဲနေတာငွေအတွက်မဟုတ်ဘူးဗျာ ခီးတယ်တွေကိုကူညီနေတာအဲ့ဒီမှာကူလီမရှိဘူးဗျကျုပ်သားအဲ့ဒီအလုပ်ကိုမလုပ်ရင်ခီးတယ်တွေတော်တော်ဒုက္ခရောက်ကြမယ်တချို့တက်ကြီးရွယ်ဦးတွေပါတယ်တချို့ကလေးမေတွေပါတယ်တချို့ကြတော့မကျမ်းမမာသူတွေဖြစ်နေတယ်တချို့ကဒုက္ခိတတွေအဲ့ဒီအတွက်ကျုပ်ကကူလီလုပ်နေတာဒါပေမဲ့ကျွဲကိုရေပါဆိုတဲ့စကားလိုပေါ့ဗျာငွေအတွက်လှုပ်လှုပ်တာမဟုတ်ပင်မဲ့လည်းလှုပ်လှုပ်တော့လည်းငွေကရနေပြန်တာပေါ့ဗျာဒါကြောင့်ကျုပ်ကကူလီလုပ်ငန်းကိုကူညီတဲ့သဘောနဲ့လုပ်နေတာလို့ရဲရဲတင်တင်ပြောဝင်တာပေါ့ဗျာ မြင့်စိတ်မှာကျုပ်ကကူလီတဲနေတာမဟုတ်ဘူးကူညီသေးနေတာလို့ပြောဝင်နေဗျအဲ့ဒီခီးတဲ့တွေကငွေတပြားမှမပေးလဲကျုပ်ကတဲ့ပေးမှာပဲအဲ့ဒီခီးတဲ့တွေကအလွန်တနာဖို့ကောင်းပါတယ်ဗျကျုံမွေးထားတဲ့ခိုးကလေးတွေလိုပဲခိုးကလေးတွေကကျုပ်အစာကျွေးမှစားရရှာတယ်ဒီလူတွေလည်းဒီလိုပဲဗျကျုပ်တဲ့ပေးမှာတက်တာရရကြမှာဟုကိုမွေးကပြောလိုက်လေသည်မောင်ပြီးသိန်းဒီကိုမွေးနဲ့စကားစာဖြတ်လိုက်ပြီးနောက်ငပြောချံအတွင်းသို့လေကောင်းလေတန်ရှူရင်လမ်းလျှောက်လေ ကိုမွေးမူကငပြောခိုင်များကိုခုတ်လေသည်ငပြောချံကို ရှင်းလေ၏ငပြောဖန်များကိုအလေကြီးများဖြစ်အောင် စုစည်း၍လိတ်လေသည်တဖက်၌လည်းထမင်းအိုးကိုတဲထား၏မောင်မီသိန်းလည်းလမ်းလျှောက်ရာမှပြန်လာပြီလေကိုမွေးဒီငပြောရွက်တွေကဘာလို့အုံးမှလဲဟုမေးလေအစည်းကိုပို့ရမယ်ဗျဈေးထဲမှာမုံရင်ကားဘက်ထုတ်ဖို့ပဲဖြစ်ဖြစ်တန်းကားထုတ်ဖို့ပဲဖြစ်ဖြစ်ကျုပ်ချံမှာအမဖြစ်နေတဲ့ငပြောရွက်တွေကတော်တော်ကိုသုံးဝင်နေပြုဒါကြောင့်ဖက်မရှိလို့ဒုက္ခရောက်နေတဲ့သူတွေကို ကူညီတဲ့သဘောနဲ့ဈေးကိုဖက်တွေပို့နေရတယ်။အဲ့တော့လဲကျွဲကူရေပါဆိုတဲ့စကားလိုပါပဲဗျာ။ငွေလိုချင်လို့ဖက်တွေပို့တာမဟုတ်ပေမဲ့လဲဖက်တွေပို့တော့လဲငွေရရနေပြန်ရောဟုဗာမီသိန်းအားကုမွေးကပြောလေသည်။ထိုကမာမီသိန်းကငါပြောခိုင်းနေတာလဲဒီလိုပဲပေါ့ဟုမေးလိုက်ရ။အစ်စ်ပေါ်မိတ်ဆွေရဲ့ကျုပ်ကပင်ဆိုင်တာဝါသနာပါတယ်။ဒါကြောင့်အပင်နေဆိုင်ထားတာ။အဲ့ဒီလိုဆိုင်ထားတော့လဲအပင်တွေကတိကျိန်တန်တော့လဲတိကုံတာပေါ့ဗျာ။ ငါပြောပင်တွေဆိုတာကလည်းတီးလိုက်တာပြောပါနဲ့တော့ကြုတ်ကြောက်တဲ့စားလို့ဘယ်ကုန်မှမလဲဒီတော့ဈေးကိုပို့ရတာပေါ့ဗျငါပြောပင်မဆိုင်ဘဲနဲ့ငါပြောသီးစားခြင်းတဲ့သူတွေငါပြောသီးနဲ့ကရောဝဲထိုးခြင်းတဲ့သူတွေကကြုတ်တို့လိုငါပြောခြင်းတမမရှိရင်တော့ကိုဒုက္ခရောက်ကြမှာအဲ့တော့သူတို့ကိုကူညီတဲ့အနေနဲ့ငါပြောသီးတွေကိုဈေးပို့ရတယ်ဗျို့အဲ့တော့လဲကျွဲကူရေးပါဆိုတဲ့စကားအတိုင်းလို့ပေါ့ဗျငွေကိုလိုချင်လို့ငါပြောသီးတွေကိုပို့တာမဟုတ်ပေမဲ့လဲငါပြောသီးတွေပို့တဲ့အတွက်တော့ငွေရရနေပြန်ရောဗျို့ဟုငွေကပြောပြန်လေး ခပြားမှာတင်းမောသီးတွေကလည်းငွေရနေတာပေါ့အုံသီးတွေကလည်းရှိသေးတည်သီးတွေကလည်းငွေရအောင်မှာဟိုးပဲမယ်မာလကာပင်တွေကလည်းရှိသေးတယ်အဲ့ဒီပင်တွေကလည်းငွေရအောင်မှာဟုမန်ပြင်းင်းကပြောလိုက်လေအင်းအဲ့ဒါပြောတာပေါ့ကျုပ်ကငွေမလိုချင်ပါဘူးကုညီချင်တာပါဒါမဲ့ကျွဲကူရေပါဆိုသလိုပေါ့ဗျာဟုကုမွေးကပြောလိုက်ရမန်ပြင်းင်းကခင်ဗျကျွဲကလည်းကူးပဲကူးနိုင်လို့နဲ့ဗျာဟုပြောလိုက်ရအကူးနိုင်လို့တော့လေရေကပါနိုင်လို့တာပေါ့ဗျာဟုပြောလိုက်လေသည် မမီသိန်းလည်းငပြောတော့ကိုမွေစကားကိုသဘောကျလွန်းတော့ကြောင့်တဟဟနီဟဲဟဲပဲပဲကြီးလေတော့သည်ဤသို့နှင့်ပင်မမီသိန်းနှင့်ငပြောတော့ကိုမွေတို့သည်အဆွေခွင်မုန်းဖွဲ့ကခင်မီရင်းနှီးစွာနေထိုင်ခဲ့ချလေတော့သည်မမီသိန်းသည်ငပြောတော့ကိုမွေထံ၌တဲကိုခဲ့ရမှာတပတ်ခန့်ရှိပြီဖြစ်လေ၏ခေါင်းမှတန်ရာသည်လည်းအတော်တန်ကျက်နေပြီဖြစ်သည်ကိုမွေကနေ့စဉ်လိုလိုပင်မောင်ပြီးသိန်း၏တန်ရာကိုအဖန်ရေးဆေးပေး၍ဈေးထက်ပေး၏ပြီးလင်းပတ်တီးစီးပေးသည် မောင်မီသည်သည်ငါပြောတော့ကုံမွေစေနာကိုအထူးလေးစားလျက်ရှိနေသည်ကျုပ်လေးခေါင်းကိုရိုက်ခံရပြီးကားပေါ်ကကြာကလေးကလူနှစ်ယောက်နဲ့မိတ်ဆွေဖြစ်တာတယောက်ကကိုမွေတယောက်ကတော့နေဗန်ယွာနာကခွေးကလေးတစ်ကောင်နဲ့ရှောက်သွားနေတဲ့ဖို့ချိုဆိုတဲ့ကလေးလေးပဲအဲ့ဒီကလေးလေးနဲ့တွေ့တုန်းကလည်းကျုပ်စိတ်ထဲမှာအေးချမ်းတယ်လို့ပဲသူဟာကျုပ်ကိုတတ်နိုင်သလားကူညီရှာတဲ့အခုခင်ဗျားကလည်းကျုပ်ကိုကူညီတာပဲကျုပ်တသက်မှာခင်ဗျားတို့နှစ်ယောက်ကိုတော့ဘယ်တော့မှမိတ်မမို့ဘူးဟုမောင်မီသိန်းကပြောလေသည်ကိုမွေးကမူ ဘာကြောင့်တို့လူဆိုတာကလည်းလူချင်းချင်းကူညီဖို့လူလာပြီးဖြစ်နေတာမဟုတ်လားဗျ။ဒါကြောင့်ကူညီရတာပေါ့ဟုရိုးရိုးကလေးပြောလိုက်လေသည်။ကူမွေရဲ့ကျုပ်ကတော့စိတ်ချမ်းသာခြင်းနဲ့ဗျာဟုမောင်ပြီးသိန်းကပြောလိုက်လေ။အကောင်းဆုံးစိတ်ချမ်းသာနည်းကတော့အလုပ်ပဲဗျ။အလုပ်လုပ်နေရင်စိတ်ညစ်စရာဆိုတာမလာဘူး။စိတ်ညစ်စရာနဲ့အလုပ်နဲ့ကဓမ္မတော့ကဗျ။အဲ့တော့အလုပ်ကိုသာမနာတဲ့လုပ်ဗျာဟုကူမွေကပြောလေသည်။ဟုတ်ပါတယ်ကူမွေရဲ့ကျုပ်လည်းရန်ကုန်သွားမယ်။ရန်ကုန်မှာကျုပ်နဲ့တည်တဲ့ဘင်းစရာရာဂျူးဆိုတာရှိတယ်။ သူနဲ့တွေ့ပြီးသူ့စီမှာတဲမယ်ဗျာပြီးတော့ကျုပ်အလုပ်လုပ်မယ်ဆက်ကတဲ့ကိုတော့ပြန်မသွားတော့ဘူးဟုမောင်ပြီးသိန်းကပြောလေသည်မဟုတ်ပါဘူးကိုပြီးသိန်းရဲ့ဒီမှာနေခြင်းလည်းနေလို့ရတယ်ဒီမှာအလုပ်လုပ်ခြင်းလည်းရပါတယ်ဟုကိုမွေးကပြောလေသည်မဟုတ်သေးဘူးကိုမွေးရဲ့ကျုပ်ကချမ်းချမ်းသာသာဖြစ်အောင်လုပ်ခြင်းနဲ့ပြီးတော့ခမည်းစီကလုပ်ငန်းတွေကကျုပ်မကျွမ်းကျင်တဲ့လုပ်ငန်းတွေဗျအဲဒီတော့ကျုပ်ခေါင်းကနားလဲအတော်တန်သက်သာလာပြီဆိုတော့မနေ့ပြန်ကိုပဲရန်ကုန်ကိုသွားမယ်ဗျာဟုမောင်ပြီးသိန်းကပြောလေသည် ထိုကကိုမွေးက ဝါချီတော်ကလေးအတွင်မှာစုထားသောအကျွေများကိုတွန်းချ၍မောင်ပြီးသိန်းအားပေးလေ။မလုတ်ပါနဲ့ကိုမွေရမယူပြစေနဲ့ကြုံမလဲအကျွေကလေးနဲ့နဲ့ပါပါတော့ရှိပါသေးတယ်ဟုမောင်ပြီးသိန်းကညင်းဆိုလေသည်။အာရန်ကုန်ကိုသွားမှအကျွေကလေးနဲ့နဲ့ပါပါနဲ့ဘယ်ဖြစ်မလဲ။ဟောဒီဥစ္စာတွေအကုန်ယူသွား။80တရားလောက်တော့ရှိပါတယ်ဗျာဟုကိုမွေကတောင်းပန်၍ပေးချလေသည်။မောင်ပြီးသိန်းကလည်းတန်တန်ညင်းဆန်လေ။ခင်ဗျားနဲ့တွေ့တာကြုံမှာတော်တော်တက်တီရှိသွားပြီဗျာ။ဒါကြောင့်ပက်ဆံမရှိလဲဖြစ်ပါတယ်ဗျာ။ကြုံရကြပဲလှုပ်ရှားရတာပေါ့။ အဲ့ဒီကနေတစဉ်ကြီးပွားရာကြီးပွားကြောင်းကလေးကိုလည်းရှာရဖွေရတာဘောဟုမောင်ပြည်သိန်းကပြောလိုက်လေသည်ထိုနေ့ညကကုံမွေးသည်မောင်ပြည်သိန်းအားရှေလျားစွာစကားပြောခဲ့လေကုံမွေးပြောသောစကားထဲတွင်လူတွေအကြောင်းအမြောက်များပါလေသည်လူကောင်းတွေအကြောင်းလည်းပါ၏လူဆိုးတွေအကြောင်းလည်းပါသည်ကုံမွေးယူဆမှလူကောင်းကိုရောလူဆိုးကိုပါတန်းတူရည်တူအထင်ကြီးခြင်းဖြစ်သည်ဤလောက၌အသောဝင်သောအရာဟု၍၎င်းညံ့ပြင်းသောအရာဟု၍၎င်း ြစ်ပေထားအပ်သောအရာဟု၍၎င်းမရှိကြောင်းကိုကိုမွေးကပြောပြလေသည်ထိုနည်းတူစွာပင်လူတို့၌လည်းအကူအညီမပေးအပ်သောလူဟု၍မရှိပေလူသည်လူသာဖြစ်သောကြောင့်သို့သည်ကောင်းသည်ရိုးဖြောင့်သည်ကောက်ကျင့်စင်လန်းသည်မှာအကြောင်းမဟုတ်ပေအကူအညီလူသောအခါ၌အကူအညီပေးရန်သာလင်မိမိကိစ္စဖြစ်ကြောင်းကိုမွေးကပြောလေသည်အေးရဝင်ကန်ရင်းတိုင်းမူကိုမွေးကမမီသိန်းအားဒီမှာမိတ်ဆွေခမရဟာခမရရန်ကုန်ကိုပဲသွားသွားဘယ်ကိုပဲသွားသွားသွားကျင်တဲ့စီကိုသွားလောက်ကျင်တဲ့လောက်တွေလောက် နောက်ဆုံးဆင်းရင်လာတဲ့တနေ့တခြားဘဲမှမသွားနဲ့ကျုပ်ရငှက်ပြောတော်ကလေးစီပြန်လာခဲ့ဟုအထက်ထက်မှာကြားလိုက်လေတော့တည်။မောင်ပြင်းသိန်းသည်ငှက်ပြောတော်ကုံမွေးထံမှထွက်ခွာလာခဲ့လေသည်။ကုံမွေးကမင်းထားလက်မှတ်ကိုလည်းဝယ်ပေးလိုက်လမ်းတွင်စားတော့ရန်အတွက်ငှက်ပြောဘဲနှင့်ထုတ်ထားသောထမင်းတုပ်ကလေးတစ်ထုပ်ကိုလည်းပေးလိုက်လေသည်။ထိုထမင်းတုပ်ကလေးကိုချီထားသောတင်ဦးကျိုးကြားတွင်လမ်းတွင်တောက်သုံးရန်အတွက်၎င်းကိုယ်တိုင်လိုက်ထားသောဖက်ဆေးဘောလေး၃လေးကိုလည်းညှက်ထားလေ၎င်းနောက် ဓမိတို့အားဆွဲ၍သွားနိုင်ရန်အတွက်ခောက်တုတ်ချထားသောတင်ဟူကျိုးစား၌လည်းဖီးချန်ငှပြောသည့်နှလုံးကိုချိတ်တွယ်ပေးလိုက်လေသည်။မောင်မီသိန်းသည်ယထာပေါ်သို့တက်သောအခါတွင်ကိုမွေးကဓမိတို့ကလေးကိုလှမ်းပေးမောင်မီသိန်းကကိုမွေးပြီးသောဓမိတို့ကိုကြည့်၍ကိုမွေးဓမိတို့ကခုစကားဆလိုက်ရင်ကိုမွေးကဘာမှမပြောနဲ့မောင်မီသိန်းဝါဝါကြီးစားပြီးစေးဘောလေးသုံးလေးကိုမိကိုတချောင်းတောင်းဖွာပြီးလိုက်သွားပြီးတော့ဒါမဲ့ကြုတ်ပေးတဲ့ပက်ဆံကိုယူမသွားတာတော့စိတ်မကောင်းဘူးဗျာဟုတ် ဝမွေးကအက်ွယ်သောအတန်ကြီးဖြင့်ပြောလိုက်လေသည်ထိုချိန်၌မှပင်မြေထားကြီးကလည်းအုံအုံငယ်တန်းပေါင်းအောင်ဆွဲ၍တရှူရှူတရှင်းရှင်းအော်မီကခုံမောင်းလေတော့သည်ကံပြောတော့ကိုမွေးကအော်ဟိတ်၍နှုတ်ဆက်ရင်းကြံရိတ်ခက်လေမောင်မီသိန်းကမူမြေထားပြင်းပောင်းမှလက်ပြရင်လိုက်ပါလာခဲ့လေတော့သည်မောင်မီသိန်းသည်ကိုမွေးအားကျင်းတဲ့သည့်ဒီလက်ပြနှုတ်ဆက်ပြီးနောက်ထိုင်ကုန်း၌ခြေပြက်လက်ပြထိုင်ချလိုက်လေတော့သည်ထို့နောက်တခုံကျော်တွင်ထိုင်နေသည့် အိန္ဒိယလူမျိုးဖိုးကြီးထံမှမိချစ်ကိုတောင်းယူကထမင်းတုပ်တွင်ပါလာသောဆေးဘောလိတ်ကိုဆွဲထုတ်၍မိညိလေတော်သည် ထို့နောက်ဆေးဘောလိတ်ကိုရှိုက်ဖွာကရန်ကုန်သွားတာတော့ဟုတ်ပါပြီရန်ကုန်ရောက်တော့ဘသူစီသွားမလဲဘာလို့လုံးမလဲဟုသောမိကွန်းကို၎င်း၏စိတ်တွင်၌အကြိမ်ကြိမ်မေးလျက်ရှိလေသည်ထို့သောမင်းမြန်းတော်လဲမောင်ပြီသိန်းသည်ထိတ်လန့်တုန်လှုပ်ခြင်းအလင်းမရှိပေငပြောကြံစာရင်လေစိတ်၌ကိုလီထံပိုးအသက်မွေးနေသည့်ကိုမွေးဆိုသူလူမှုလူမြတ်ကြီး၏စိတ်ဓာတ်သည် ကောင်းတိုင်းကူးဆက်ပြန့်နှံ့နေပြီဖြစ်သည်ထို့ပြင်နိဗ္ဗာန်ရွာဤတွင်ခွေးငယ်ကလေးတစ်ကောင်နှင့်ရှာပွေစားတောင်းနေသောဖို့ချိုဆိုသည်ကလေးငယ်ဤထူးခြားသောစိတ်ကူးစိတ်သည်များသည်လည်းမောင်မီသိဤပိတ်ဆို့ညှင့်နွမ်းနေသောအတွေးတန်ကြီးများကိုတန်ကြီးခွာချလိုက်ပြီးဖြစ်ရလေကမောင်မီသိသည်အတွေးတင်များနှင့်အားတက်လျက်ရှိလျာကြရာဘွားနှင့်နေတတ်ရန်လည်းငကူကပင်လေ့ကျင့်ထားပြီးဖြစ်သည့်အတွက်ရှေးရည်တွင်ပူပန်လှသည်တော်မဟုတ်ပေမောင်မီသိသည်စက်လိမ်မိကိုများကိုမှုတ်ထုံရင်း မြေထားတန်လန်ပင်ရှိတောပန်းများပေါ်တွင် ပြန်ဝဲမြူးထုနေကြသောရောင်စုံချယ်သည့်လိပ်ပြာကလေးများအားမြင်တွေ့သွားလင်လိပ်ပြာ၏အဖြစ်ကိုအားကျသွားလေသည်တဲလဲပြောကြကောင်းနေဖြစ်ပါလားဟိုပြန်ဒီဝဲနဲ့ပျော်နေလိုက်တာလိပ်ပြာလေးတွေသူတို့ကပြောမှာပေါ့သူတို့ကလိပ်ပြာတွေပဲလိပ်ပြာမှာစိတ်ညစ်စရာရှိတယ်လို့မကြဘူးပါလားဟူသောကိုရုတ်ကာရနိုင်လာသည့်အတွင်းမျိုးပင်ပေါ်ပေါက်လာလေသည်ထို့နောက်ရထားလမ်းမေးထနောင်းပင်ကြီးပေါ်တွင်နားနေသောဂျုံးရက်ဖုံမဆောင်တဲ့ကိုတွေ့ပြန်၏ ၎င်းကျုံးခဲ့တို့၏တွေ့ကျူတန်သည်စူညံလာသောမောင်မီသိန်းတို့၏ရထားပေါ်မှပင်အတိုင်းသားကြားရလေတကူကူကူမောင်မီသိန်းသည်ပြတင်းပေါက်မှနေ၍ကျုံးငယ်လေးများကိုမော့ကြည့်လေသည်ထိုသို့မော့ကြည့်ပြီးနောက်ကျုံးငယ်၏အဖြစ်ကိုလည်းအားကြမိပြန်လေသည်ကျုံးငယ်ကဲ့သို့ကောင်းငင်၌ပြန်ကြည့်တပင်မတပင်တို့လွတ်လပ်စွာပေါ်ပါစွာကူးလိုက်တန်းလိုက်ချမ်းမြေ့စွာတွန်ကျူလို၏ကျုံးငယ်ကလေးတွေကအတန်ကလေးတတတာနဲ့တွန်နေကြတာသူတို့အတန်ကိုကြားရတာကစိတ်ထဲမှာတမျိုးပဲ သူတို့ဟာစိတ်ချမ်းသာနေကြတယ်နဲ့တူတယ်။ဟုတ်မှာပါဟုတ်မှာပါ။ဂျိုးမြတ်စိတ်ညစ်တယ်ဆိုတာလဲတခါမှမကြောက်ဘူးပါလားဟူသောတော်တော်ကန့်လန့်နိုင်တော့အတွေ့အီဘောင်ပီသိန်းဤစိတ်တွင်၌ပေါ်ပေါက်လာပြန်သည်။ထိုချိန်၌မှာပင်မြေထားကြီးကအရေးကောင်းသောတစ်ပင်တန်းများကြသူဖြတ်၍ခုံမောင်းသွားလေ။တစ်ပင်ရိပ်အောက်တွင်လွတ်လပ်စွာ မိတ်လိုက်နေသောနွားလင်များကိုတွေ့ရပြန်သည်။ရထားပေါ်တွင်ပါလာသောယောက်ျားများသည် နွားမိတ်လိုက်သည်ကိုတချိန်တခါမှမမြင်ဘူးသလိုမရင်ခံလာသည့်အလားထ၍ကြည်ကြလေတော့သည်မိမများကမူမကြည့်ပဲနေကြလေတို့ရရင်မကြည့်သလိုနင်ခိုးကြည့်ကြလေသည်မောင်မီသိန်းသည်ဥရဖားရသဘောမျိုးလည်းမဟုတ်လုံးဝမျက်နှာလွှဲပြစ်သည်လည်းမဟုတ်ပဲနွားလင်များကိုကြည့်ကပြုံးလိုက်လေသည်ပြီးလင်နွားအဖြစ်ကိုအားကျမိပြန်၏နွားများကမိသည့်လူကြီးဆောင်ရာရှေ့မောက်တွင်မှစိစက်ကြောင်းနှံထိမ်းများခြင်းမရှိပဲလွတ်လပ်စွာမိတ်လိုက်နိုင်ကြပါပြီတကား อืมသူတို့ကနွားပြီကိုနွားဆိုရယ်လဲနွားလိုပဲပေါ့လူတွေလိုမင်္ဂလာဆောင်ရတယ်လို့မကြဘူးပါဘူးနွားကလည်းမရင်းသမားဖြစ်တယ်လို့တခါမှမကြမိပါလားဟူသောဥကြောင့်ကြောင့်နိုင်လာသည့်အတွင်းမျိုးကိုလည်းတွင်းမိပြန်လေသည်ထိုချိန်တွင်၎င်း၏နောက်ခုံမှမိမငငယ်တူနှင့်မိမကြီးကြီးတို့၏စကားပြောဆိုနေတဲ့ကိုလည်းမမီသိန်းကစိတ်ရောက်သွားပြန်၏မိမကြီးကြီးဖြစ်သူကမိမငငယ်ဖြစ်သူအားစင်စင်ရဲ့ကိုယောက်ကြပဲကိုချော့ခေါ်ပါကွယ်သူများရက်ရွာမှာတော့ပြီး အကြံပရံမလုပ်ပါနဲ့ဟုဖြောင်းပြလေမဟုတ်ပါဘူးတော်တော်ရဲ့အိမ်ကဟာကစိတ်ရဖြစ်တာမှ6လပဲရှိသေးတယ်မယံငယ်ယူရဲဆိုတာကျမဖြစ်တိကုမကျေနပ်ဘူးခလေးလေးယောက်နဲ့မယားတယောက်ကိုတောင်ဝအောင်မကျွေးနိုင်မင်းနဲ့မယံငယ်ယူတာကိုအဲ့လိုကိုမဆုံးဘူးသူဟာသူကျွေးနိုင်လို့ကတော့ဘလောက်ပဲယူယူကျမအပြစ်မမြင်ပါဘူးဟုပြောဆိုကောင်းမိမငယ်ကဒေါသဖြစ်လွန်၍လောဝဲနေလွန်၍လောမပြောတတ်ပေတဟီဟီငိုလေတော်သည်မောင်ပြီးသိန်းသည်နှစ်ဖူးကြောကိုရှောင်၍စဉ်းစားလိုက်လေထို့နောက်၎င်း၏အတွင်း၌ ဒီမိမက တော့တော့တော့ကိုစိတ်မချမ်းမသာဖြစ်နေပါပေါ့လားသူ့ယောက်ျားကလည်းစီးရဖြစ်တာပဲ6လရှိသေးတယ်မယင်ငယ်ယူသွားတယ်ဆိုတော့ဒီမိမရဲ့ဖြစ်ကစောစောကတစ်ပင်အောက်ကနမလောက်တောင်ဟန်မကြပါလားနမကတော့သူ့ယောက်ျားနှစ်ထီးမယင်ငယ်ယူသွားပြီးနွားကလေးလေးကောင်နဲ့ဖြစ်ထားလို့အခုလိုငိုရတယ်လို့တခါမှမကြောက်ဘူးပါလားဟင်းဒီမိမကတော့ငိုရပေမပေါ့သူကနွားမှမဟုတ်ပဲလူကိုမမီသိန်းဒီဤတို့လင်ကိုယ်ယောက်ကာရနိုင်လာတော့အတွင်းများပြင်လိုက်ပါလာခဲ့ရာ တာကြီးဟူသောဘုရားတို့ဆ ਾਇ ရောက်ခဲ့လေသည်ထိုချိန်၌ယထာဘုံမှလူများသည်တာကြီးဘုရား၌နာမည်ကြီးလာသောသမုဇာတုတ်ကိုဝယ်၍စားသူစားဂျိုးကျော်ကိုဝယ်၍ထမင်းဖြင့်လွေသူလွေပေါပီသိန်းနှင့်ငပြောတော်ကုံဝေးပေးလိုက်သောထမင်းတုတ်ကိုဖြီး၍စားလေသည်ထမင်းတုတ်တွင်၌ကကုံမွေး၏လက်ရာဖြစ်သောငပိတောင်ငပြောမှုပြုံးနှင့်ငရဲ့ဟင်းတို့ပါရှိလေသည် မာပီသိန်းသည်ထမင်းတုတ်ကိုမိန်ရှက်စွာစား၏ပြီးလင် ရေတပြားဖို့ဝယ်ကတောက်လဲတောက်လက်လဲဆေးလီတော်သည် ထိုချိန်၌မှာပင်ယထာသည်လည်းထွက်လေတော့၏ယထာထွက်သောအခါ၌၎င်း၏ဘေးကျင်းကခုံမှလူနှုတ်ဦး၏စကားပြောတံကိုဂယုဆမိပြန်လေသည်တူကဘယ်လိုလဲကိုတည်းရဲ့လှဖေဆိုတဲ့ကောင်ကြွေးမဆက်ဘူးလို့ကြားရတယ်အဲ့ဒါခင်ဗျာတရားစွဲတော့မလို့လားကြားပါရဲ့ခုမေးလေထိုကကိုတည်းဆိုသူကမစွဲပါဘူးလေဒီလှဖေဆိုတဲ့ကောင်ကပထမလှတွေမှာတော့အတိုးဆက်သေးတယ်ဗျနောက်မှမဆက်ဖဲနေတာအဲ့တော့ကျန်တဲ့သူတွေကပါလှဖေနမူနာကိုယူပြီး ကျောင်းငွေတွေမဆက်ဖက်နေကြရတာပေါ့ဗျာကျုပ်ကတော့ဘယ်ကြေးလိမ့်မလို့တရက်ပင်စုကထောင်ထွက်ဖိုးပါကိုကူညီတောင်းထားတယ်ကူညီတောင်းတယ်ဆိုတာလဲငွေတော့အနေချင်းပေးရတာပေါ့ဗျာဖိုးပါကတော့သူ့လက်စွမ်းပြမယ်လို့ဂတိပေးလိုက်တာပဲလှပေတော့ဘယ်နေပဲချိန်မှာဖိုးပါလက်စာမိမလဲမစိုးနိုင်ဘူးဟုပြန်၍ပြောလေသည်ထိုကမောင်မီတဲ့အီစိန်နိုင်အော်ဒီလူကြီးနဲ့ငွေတို့ချီလို့ဆုံးရှာတာကိုသူကလည်းအတိုးကိုစားကျင်တာကိုအင်းလေသူကလူကိုလူဆိုတော့လဲငွေရှိတဲ့သူကငွေမရှိတဲ့သူကိုချီရငှားရပေးမှာပေါ့ အဲ့ဒီလိုချိရငှားရပြန်တော့လဲအလွတ်တော်ချိမအောင်မဟုတ်ဘူးတိုးနေချိမှာပဲအင်းလေဒီလူကြီးဖြစ်ကလည်းစောစောတုန်းကတစ်ပင်ရိပ်အောင်မှမိတ်လိုက်နေတဲ့နတိလောင်မှဟန်မကြပါလားနတိကတော့သူ့မှာငွေလည်းမရှိဘူးငွေတို့လည်းမရှိတော့ဘူးဒီတော့ငွေစုံလို့စိတ်ညစ်စရာလည်းမလိုတော့ဘူးတခြားထောင်ထွက်နတိနမိုက်တွေခေါ်ပြီးတော့လဲသူ့ငွေလိန်သွားတဲ့နွားကိုနှိပ်စက်ခိုင်းစရာလည်းမလိုတော့ဘူးအင်းနွားပြရတာတဲလဲရှင်းပါလားအင်းလေနွားဆိုတာလူလောင်မှလောဘောင်ကြီးပဲနွားတွေတကောင်နဲ့တကောင်ငွေကိစ္စနဲ့ တရားဆွဲတယ်ဆိုတာငါဖြင့်တခါမှမကြောက်ဘူးပါဘူးအေးလေသူတို့ကတော့ဘယ်တရားဆွဲမလို့နွားကိုဟူတွင်းမိတဲ့ပြင်တကူတဲ့ပြုံးလိုက်မိလေတော့သည်ဤသောနှင့်ပင်အချိန်ဒီတစ်ပြေးပြေးကုန်၍နေဝင်စပြုတ်လေတော့သည်ထန်းတော်နှင့်ခင်းနှန်းကြတွင်တရွေ့ရွေ့နှမြုံနေသောနေဝင်းနီနီရဲရဲကြီးကိုကြည့်ကမောင်ပြသိမ့်ဤစိတ်၌อืมနေကြီးကလည်းမနှက်ဆိုးထွက်လာပြီတရွေ့ရွေ့နဲ့နောက်ဆုံးကြဝင်သွားပါဘကောလားငါတို့လူတွေမှသာဒီနေလုံးကြီး ဝင်လိုက်ထွက်လိုက်လုပ်နေတာကိုပဲတနေ့တနေ့လို့ပြောနေကြရတာပါလားနေကြီးဝင်လိုက်ထွက်လိုက်လုပ်တာအခါ၃၀ပြီးတော့တလခေါ်ကြပြန်ရောအခါ၃၀၀ကျော်တော့တနေ့อืมငါတို့ကတော့သူကဝိုင်းဝင်းပြီးအတိမတ်ပြုတ်နေတာသူကတော့ဘယ်သူကမှအတိမတ်ပြုတ်ပုံလည်းမရဘူးကျူးဆိုင်ပုံလည်းမရဘူးသူ့လို့သူမှန်မှန်ကြီးလုပ်နေပါလားဟူ၍မစီမဆိုင်အတွေ့တို့ရောက်သွားပြန်လေသည်ထိုချိန်၌မှာပင်ညနေချင်းဆိုင်ထိုင်ကုန်မှမိန်းငယ်တို့က ခြေထောက်ကိုနောက်တစ်ဖက်မှတစ်ဖက်သို့ပြောင်းရွှေ့လိုက်ရရင်မောင်မီသိန်းအားထိမိသွားလေတော့သည်ထိုကမိန်းငယ်ကအတုံအာနာဖြစ်ကမတော်လို့ပါရှင်စိတ်မဆိုးပါနဲ့ဟုပြောလိုက်လေမောင်မီသိန်းကလည်းကျုပ်ကစိတ်မဆိုးတတ်ပါဘူးဗျမတော်လို့ဖြစ်မှန်းသိရတာနဲ့စိတ်ဆိုးလိုက်ရင်ကျုပ်က တော်တော်ယူယူနန်းနန်းနိုင်တဲ့လူဖြစ်သွားမှာပေါ့ခီဝေးသွားတယ်ဆိုတာကတိတ်ပြီးညောင်းနေရဲ့ဗျခြေစက်လက်စက်နေပါကျုပ်ဘက်ကလည်းခြေထောက်ဆင်းနိုင်တဲ့အမလာနဲ့ဟုပြောလိုက်ရမိန်းငယ်ကမောင်မီသိန်း၏စကားကိုသဘောကျတဲ့ပြင်ပြုံးလိုက်လေတော့သည်ထို့နောက်တွင် မိမ့်ငယ်နေမပြီးသိန်းတို့သည်မိတ်ဆွေဖြစ်ကစကားလက်ဆုံးကြာသွားလေတော့သည်မိမ့်ငယ်သည်အရှက်ကြောင့်နေသည်ဟူ၍မစွတ်စဲသင့်တော့လေရဲတင်းလွန်းသည်ဟူ၍တော့ပြောရပေလိမ့်မည်ဘဲကြောင့်ဆိုသောမိမိနှင့်ယခုမှတိကျွမ်းသောယောက်ျားသားတို့ကိုရဲရဲတင်းတင်းဆက်ဆံ၏ဘာအလုပ်လုပ်သလဲဘဲမနေရလဲဘဲကပြန်လာလားလဲခေါင်းကတန်းရဘာဖြစ်တာလဲစသဖြင့်မိကွန်းများကိုတစ်ခုပြီးတစ်ခုမေးမြန်းခဲ့လေသည်မောင်ပြီးသိန်းကမူမိမ့်ငယ်မေးသောမိကွန်းများကိုအောက်မက်ရယုံလေးဖြေဆိုနေလေ၏ဤသို့နှင့်ပင်မောင်ပြီးသိန်းစီးနှင်းလိုက်ပါခဲ့သော ်မြေထားကြီးသည်အစ္စယံဘုဒ္ဓသို့ဆိုက်ရောက်ခဲ့လေတော်သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တပါ